အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လဲကြိုဆိုလိုက်ပါတယ်။အခုတင်ပြပေးမှာကတော့ Standard Army ဆိုတာဘာလဲ။အခုစစ်တပ်ကလူတွေပြောနေတဲ့ Standard Army ဆိုတာဘာကိုဆိုလိုတာလဲ။လက်ရှိစစ်တပ်နဲ့အရင်ကစစ်တပ်ဘာကွာသွားလဲ။ Standard Army ဖြစ်ဖို့ဆိုတာလက်နက်မချဖို့နဲ့အသေးခံတိုက်ရဲဖို့ပဲလို့ရတယ်။စတဲ့အချက်တွေနဲ့ပတ်သက်လို့ကိုစီဝါရဲ့ပြောကြားချက်ကိုပြန်လဲတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ တက်ကလည်းသခိုင်းလောက်တော့မထိန်းထားနိုင်ဘူးတကယ်မြမဟလဲကိုထားလိုက်တော့တိုင်တိုင်းသာတိုင်းသာလက်နဲ့ကင်ရဲ့နေနေတွေထားလိုက်တော့သခိုင်းတော်မှာအခုထထိကြောက်အောင်မတိုက်နိုင်ဘူးတတိုင်းကိုကြောက်အောင်တိုက်နိုင်တဲ့တစ်စတိုင်းမှုဗမာပြည်ဗမာတပ်မတော်မှာမရှိတော့ဘူးလားဟမ်မရှိတော့ဘူးလားစကိုင်းကိုထိန်းထားလိုက်ရင်ပြီးသွားပြီလေဟိုဘက်ဒီဘက်ကနိုင်လုံးလို့မရတော့ဘူးကျန်တာကြီးနောက်တော့ဖြည်းဖြည်းချင်းဖြူလို့ရတာပဲဟုတ်တယ်မလား မာတမတော်မှာဇကိုင်းတိုင်းကိုချအောင်ထိအောင်ထိနှားနိုင်လောက်အောင်တိုက်နိုင်တဲ့နော်တိုက်မှုမရှိဘူးလားဘယ်တော့တော့ရေချင်းနေရေသွေးတွေကျနေပြီလားဟမ်အဲအဲ standard army bullshit ဆိုတာရှိသေးတယ် standard army မဟုတ်လို့ modernize လုပ်အောင်လို့ you already are standard army လေ standard army ဆိုတဲ့ definition တောင်မသိဘူးဗမာပြည်မှာရှိတဲ့ပညာဟိုစပညာရှင်တွေဆိုတဲ့ကောင်တွေကဗမာပြည်မှာဗမာတပ်မတော်နော်တခုပဲရှိတယ်တခုလေးတော့တပ်မတော်အဲ့ဒါ standard army ဘောအဲ့ဒါ standard army မဟုတ်လို့ဘာလဲဘာလို့ standard လုပ်ချင်သေးတာလဲဘာတွေတက်ဆက်ပေးမှ standard ဖြစ်မှာဘာတွေများလိုအပ်နေလို့ဘာတွေများမရှိဘူးဖြစ်နေလို့ standard right လေ ဟုတ်ပါဘူး equipment တွေလည်းအများကြီးပဲခုကထွက်လာလို့ရှိရင်ဟာတဲလန်နေတာပဲဟိုတုန်းကလည်းမတူဘူးဟိုတုန်းကကောင်းနေဆိုဘာကြီးကလည်းမရှိဘူးဘာမှလည်းမရှိဘူးအဲ့ခက်ကဆိုကိုတို့ငငယ်တုန်းကဆိုဘာမှရှိဘူးကိုတို့ကလေးဘဝဆိုတိတဲ့စစ်ပေါ်တွေဆိုအများကြီးလည်းဘာမှမရှိဘူးတလားမှ900လားပဲရတယ်ဘိုးကြီးတယောက်နော်ကလာမှာ900လားပဲရတယ်စစ်သားတယောက်ကို180ပဲရတယ်အဲ့ဒီအချိန်မှာကိုရီးယားမဟုတ်ဘူး1000လောက်ရတယ်တလားတလား နော်အဲ့ဒါကိုပြောပြတာအဲ့လိုစင်းစင်းရဲရဲဒုက္ခခံပြီးတော့ဗမာပြည်ကိုပြည်တော်စုကြီးကိုထိမ့်သိမ်းလာတဲ့ဗမာတပ်မတော်နော်အဲ့ခက်ကအရေးတူရအဲ့လိုရှိတယ်ဒါဆိုရှယ်လစ်ခက်ကနော်ကာကွယ်ဦးစည်းချုပ်စာအာဏာကိုမရှိတာအဲ့ဒီတုန်းကဘယ်သူမှလာမသိဘူးကာကွယ်ဦးစည်းချုပ်အော်ဘူးတူရကျော်တယ်အဲ့လိုထားအဲ့ကတော့နေဝင်းကတော့ဟာနော် ဲ့ဒီတော့အောင်စုပ်ပြတ်သက်သွားအောင်သဘုံကိုတတ်နိုင်တိုက်နိုင်သေးတာအခုခေတ်ကအများကြီးဟဲလီကော်ပတာတွေရောတိုက်လေယာဉ်တွေရောအများကြီးပဲပွားရွာနေတာပဲရှိတဲ့ဟာဘာဖြစ်လို့မတိုက်နိုင်တာလဲနော်ဘာဖြစ်လို့အခုတည်းက standard army မဖြစ်သေးတာလဲ စတဲ့အာမီဖြစ်နေတာကြားလာပြီဆောက်ဆောက်ရင်းပါဆောက်ဘေးဆောက်ပေါ်တွေလည်းမသိဘူးသွားပြီးတော့အဲ့ဒီ terminology ကိုသွားယူလာ standard army မဖြစ်ဘူး standard army ဆိုတာကနော်သူများတိုင်းပြည်တွေမှာ measure လုပ်တာက standard army ဆိုတာက regular army ကိုခေါ်တာ regular army ဆိုတာ all hands on deck 24/7အချိန်မရွေးအလတ်လုပ်အချိန်မရွေးခေါ်လို့ရတဲ့ဟာကို standard army လို့ခေါ်တာဗမာပြည်မှာနော်စစ်သားတွေမကောင်စစ်သားမရဘော နော်စစ်သားသားသမီးတွေရောနော်လိုင်းငန်းထဲမှာနေတဲ့လူတွေအကုန်လုံး24/7လောလာလာလို့ရှိရင် all hands on deck အဲ့ဒါတွေပို့ပြီး standard ဖြစ်စရာမလိုဘူးပို့တော့ဖြစ်သေးတယ်ဒီတိုင်းမီဒီရဲ့ဒီတိုင်းမီဒီတွေပို့ပြီးတော့ regular ဖြစ်သေးတယ်ဗမာပြည်ကအာမီယာအများကြီးပို့ဖြစ်တယ်နော်အများကြီးပို့ဖြစ်တယ် ဘရိုက်ဖယ်လေးကြီးရှူလောက်ထားပြီးတဲ့စိုက်အမ်စိုက်အမ်နေလဲခုဆိုဘာလဲမသိဘူးထုတ်နေတာပိုးတော့မှဆိုဆုတ်ပြတ်တတ်နေတာပဲဒီကာဘိုင်တို့ဘောင်းနဲ့တိုက်ရတာကာဘိုင်ကြီးဆိုလို့ရှိရင်ကြီးစားမရှိဘူးနော်အခုခေတ်ကအာမျိုးစုံမျိုးစုံဖို့လာတာတက်ကူပါအမျိုးစုံပံ့ပိုးထားတာကွစ်မန်မနက်ဒီဂီလီတွေပါ MA series rifle ကြီးဂျမ်းဖြစ်တာမှန်တယ် ရန်ပြင်းလို့ Israel တော့မသုံးဘူးဘာနဲ့တိုင်းပြောရဲနော်အခုတက်ချုံကဒီလောက်တောင် Russia နဲ့ close ဖြစ်တာနော် AK11 တို့ AK12 တို့သုံးမော်အဲ့ဒါတွေပစ်တက်ယူပြီးဗမာပြည်မှာထုတ်လေခပ်ပါစာထုတ်လိုက်မော်ဒီ MA series ရပြဿနာရှိတယ်ဒီကောင်ကဒီကောင်ကအဲ့ဒီကောင်ကဟိုစားကြီးစံ feed လုပ်တဲ့နေရာဒီကောင်အမြဲချမ်းဖြစ်တယ်ဒီ အဘိုးချုပ်အေဘယ်သွားပြီးတော့ယူလာဘိုးချုပ်အေဘယ်သူကဂျူအီဂျူအီမလို့ဂျူပမာဂျူအီနော်သူအဲ့ဒါကြောင့်ဟိုကယုံကြည်လို့သူကဖိပေးလိုက်တာပေးတက်ပေးလိုက်တာဒါပေမဲ့ Israel တွေကအဲ့တက်တက်မသုံးဘူး Israel Defense Force က IDF ကအဲ့ဒါမသုံးဘူးသူတို့ရှိမှလုံးဝမသုံးတာကနော်ဒီ American ထုတ်တဲ့ AR platform ပေါ်မှာအဲ့ဒါပဲသုံးတာအများကြီးပါဗမာပြည်မှာ ကမ္ဘာလို့အများကြီးထုတ်ထားပြီးတက်ဆင်ထားပြီးတာဘယ်ဟာကနေဘလို့ဖြစ်ပြီးတော့ standard army မဖြစ်တာလဲတော့ကိုလည်းမသိဘာလို့ဆိုလို့တာလဲ standard army ဆိုတော့ regular army ရှိတယ်ဒီမှာ army reserve ရှိတယ် army reserve ဆိုတာကတနေ့မှာဘယ်နေ့ရက်လဲမသိဘူးသွားပြီးတော့ camp မှာသွားနေပြရသွားနေပြရဆိုတာဟိုအရန်အင်အားပေါ့ဗမာပြည်မှာတော့တက္ကသိုလ်အရန်တက်ရင်းလို့ခါမျိုးဒီမှာတော့တက္ကသိုလ်ကိုမျိုးမျိုးလဲ reserve လုပ်လို့ရတယ်နော် ် mandatory မဟုတ်ဘူးတို့စာဟိုလူဟို voluntary လောက်တာ voluntary organization ရေနောကဟိုကိုတိတော်ဌာနမှာလောက်တော့ကိုမိတ်ဆွေတယောက်ကအဲ့ရအဲ့ရဘုံမူ army reserve ဘုံမူဘုရားဆိုရင်တော့မတည်ဘူးဘာဖြစ်နေပြီလဲမသိဘူးအဲ့ရယာလူမတက်ဘူးဒီတိုင်းပြည်စစ်တပ်တွေကယာလူတက်တာတွေရန်နေတယ်အဲ့ကလေးကဘုံမူသူကအဲ့မှာသူ့ရဲ့ civilian position က research department က forestry research department က technical assistant technical officer အဲလိုကကိုက divisional computing officer နော်သူက army ထဲမှာတော့ဗိုလ်မှူးဒါပေမဲ့အပြင်မှာ civilian rank က civilian position ကြတော့ကိုယ့်ထက်အများကြီးနေတယ်ဒီစီးပဲဘာပြောနာမှမရှိဘူးဘာမောင်းမှမမရှိဘူးဘာမှမရှိဘူးသူ he can't pull the rank တယ်ဒီမှာ civilian အုပ်ချုပ်တာဒီစီးပဲဒီကောင်းဒီတကူဒီ australia ကိုတယောက်တခြားတိုင်းပြည်လာပြီးတော့ ကျူးကျော်တိုက်ခိုက်ရင်တော့ဒီကောင်းလေးထွက်တိုက်ရမှာပေါ့အရင်ဆုံးဟုတ်လားမဒါ this is their job လေဟမ်ဒါပဲရှိတယ် regular army ရှိတယ်เนาะ army reserve ရှိတယ် i just they don't know the definition of what you call standard army ဗမာ army ကခုဒီ standard army မဖြစ်သေးလို့ရေသွေးပြင်းပြင်းအောင်လုပ်အောင်ပါဘာလို့ဆိုလို့ရလဲအင်အားရောနေတာလားလက်နက်တွေတက်ဆင်ပေးထားတာမကောင်းတာလားเนาะ ဒါမှမဟုတ် equipment တွေကခင်မမီတာဟာနော်ဒီပါရနဲ့တခြားတိုင်းမီနဲ့တိုက်နေတာမဟုတ်ဘူးလေ electronic warfare တွေပါတယ်ဗာပေါ့လေဟုတ်တယ်မလားအိန္ဒိယနဲ့ဥစားနဲ့တိုက်နေတယ်လို့မဟုတ်ဘူးလေဟုတ်တယ်မလားအိန္ဒိယနဲ့ပါကစ္စတန်နဲ့တိုက်နေတယ်လို့မဟုတ်ဘူးလေနော်အိန္ဒိယနဲ့ပါကစ္စတန်နဲ့တိုက်နေတယ်လို့မဟုတ်ဘဲနဲ့ ွားပြီးမှရှိတဲ့အစ်ဆဲချင်းတွေပြည်တွင်ပြည်တွင်ရန်တိုက်တိုက်နေတဲ့ကိုစားတဘုံတွေကိုတိုက်နေတဲ့ဟာကိုဘာရီများခရီးခူးလိုနေသေးလို့လေကိုစူလိုတာဘလောက်တွေများအကောင်းတဲ့ equipment တွေလိုနေလို့လေနော်ဒါဒါရီကမေးခွန်းထုတ်စရာတွေတင်နေပြီလေဘာလို့ပြေးပြေးမှ reset ကမထွက်ဘူးဖြစ်နေတယ်လေအဲ့မှာဘာဘီမှာ เนาะไอ้สกายต้ายลาวพี่ๆจะจ่าตัวเปลี่ยนพี่รอเปลี่ยนพี่รอต้ายไหนเนี่ยสไตล์เดียวตะเลาะไม่ชื่อหรอกล่ะเนาะไม่ชื่อหรอกล่ะถ้าเมย่าแม่เมย์งอนนี่ขึ้นนี่ดิเปล่ามาบาพี่รู้ไม่ชื่อล่ะเป้เนาะโซเชียลลิคิกอ่ะแกอายีปู่กองเนี่ยคือว่าอายีปู่กองเนี่ยซะ100ไม่กอง100แล้วปู่กองเนี่ยโคตรมันบ้าไม่ชื่อ ဘာဆိုဘာမှရှိဘူးဒီ helmet တော့ hard head မရှိဘူးဒေါ်ဆောင်နေပဲရှိတယ်ဒီကောင်နေမှာဒေါ်ဆောင်နေရှိတယ် pick up တွေရှိတယ် pick up ဆိုဒီလိုဒီလိုမျိုးအရှိအဘာအရှိအကျွန်လေးတွေ့နေတဲ့ဟာပဲရှိတယ်ဒါ helmet ပဲရှိသေးတယ်နော်ကြီးကအင်းကြီးလို့ဘာဘာမှမရှိဘူးကြောက်ကြအင်းကြီးဘာမှမရှိဘူးကြောက်ကြဘာကြောက်ကြလဲဘာမှမရှိဘူး နော်တောစီးတဲ့ဖနှက်ဆိုလဲဖနှက်ဆိုလဲမှာအဆုတ်ပြက်တွေပဲရှိတာဒီကောင်နေစီးနေရတာဘိုးတော်ကကိုဆူလိုရာနည်းနည်းလေးတော့ဒီတဘုံနေနှိမ့်နှင်းပြီးတော့နိုင်အောင်တိုက်မှဖြစ်မယ်မဟုတ်လို့ရှိရင်ကမဟုတ်လို့ရှိရင်ကဘယ်လိုခေါ်မလဲဟိုလူမလေးခွေးမခန့်ပေါ့နော်ဟိုစောက်ပေါ်ကြီးတော့မဟုတ်ဘူးစောက်ပေါ်အကြီးစားကြီးကိုဖြစ်ကောအဲ့လိုမျိုးဖြစ်ပါနော် ဖြစ်ဒါအကောင်းဆုံးပြောပြနေတာပါဥစ္စာဖြစ်မှဆိုလို့ကောင်းတဲ့ဘက်ကနေပြီးပြုသဘောအနေနဲ့ဝေဖန်ပြနေတယ် you you gonna need a one really good decisive win no to to restore your reputation မဟုတ်ဘူးဘာတတ်မလို့တိတ်ခါကြတယ်တိတ်ခါကြတယ်ဆိုတော့ဗမာရေအကုန်တိတ်ခါကြတယ်စောက်ဘောရေအကုန်ဖြစ်ကုန်အဲဒီကောင်လေးစောက်ဘောရေပဲเนาะဒီကောင်လေးလကားကောင်နေပဲစောက်ဖြစ်မရှိတဲ့ကောင်နေပဲเนาะ ်အဲလိုတွေဖြစ်မယ်။ဟောနေလကားနေလကား grip mat ထုတ်နေတာပဲဆိုတော့အဲအဲလိုဖြစ်မယ်လို့ကောင်းတယ်နော်။အဲစတက်ကိုပြောနေတာ။မနိုင်လကားမနိုင်ဘူးဆိုမတိုက်နဲ့လေ။ရှောင်ထွက်လိုက်တော့ပေါ့။ပြားပြုံးနေလေ။တိုက်မယ်ဆိုလည်းနိုင်အောင်တိုက်လေ။ဘုစုလိုတာ။တိုက်မယ်ဆိုနိုင်အောင်တိုက်လေ။ရှုံးနာမယ်ဆိုသေခံပလိုက်လေ။ဟုတ်တယ်မလား။ဟုတ်တယ်မလားစတက်တဲ့ဝင်တာဘာလို့ဝင်တာ။ဟုတ်တယ်။ ဟုတ်မဟုတ်မဝင်နဲ့လေကိုစရတာဘာလို့ရှင်းတာမိမကောင်းအောင်လုပ်ခြင်းလားစွကြည့်ခြင်းလို့ဝင်တာလားယူနီဖောင်းလေးဝတ်ပြလိုက်စွကြည့်ကောင်းအောင်လုပ်ခြင်းလားအော်ဘာလို့ရှင်းတာတတိသမီးတွေတက်ယူလို့လားဘာလို့မှာဘာလို့ရှင်းလို့လားဟာမတတိသမီးတွေဘာလို့ယူခြင်းလို့လားဒါမှမဟုတ်ကျားဝင်မာတို့ညညမာတို့ဒါရီလိုချင်လို့လားစက်တက်တဲ့ဝင်တာယူနီဖောင်းပြပြီးတော့ယူနီဖောင်းပြပြီးချိန်ချင်တော့လားဘာလို့ချင်တာလဲ ုစုတာစစ်တပ်ရဲ့ပြိမာပဲစစ်ထဲသွားရဲ့ဟဲ့မမနိုင်လို့လက်နဲ့ချလိုက်တယ်ဆိုတာဒါဒါလုံးဝလက်ခံနိုင်တဲ့အနေအထားမှမရှိဘူးမနိုင်ရင်သေအောင်တိုက်ရမှာပဲသေတဲ့အထိတိုက်ဖို့ကစစ်သားတာဝန်ဟဲ့မဟုတ်မဝင်နဲ့လीမဝင်နဲ့ရှုပ်တယ် standard army ဖြစ်ချင်ရင်အဲ့လိုလုပ်ရတယ်အဲ့ဒါ standard army ပဲเนาะ standard army ဆိုတော့ဘယ်မှလက်နဲ့မချဘူးเนาะ so standard army ရဲ့ definition ကိုကောင်းကောင်းမဖော်ပြနိုင်တဲ့လူတွေအများကြီးပဲ standard army ဖြစ်လာအောင်လုပ်မယ်လို့ပြောနေတာဆိုတော့ဘာမှမသိဘူးဆိုတဲ့ဟာကြီးကိုဖြစ်အောင်လုပ်မယ်ဆိုတာပြောနေတာလည်းအတူတူပဲနော်ဘူရှစ်တွေတိတ်များလုံးအကြီးရောမာကြီးကဒီမိုင်းနဲ့ဆက်ဆက်လိုက်ရင်ဘူရှစ်တွေထွက်ထွက်လာနော်အဲ့ရောက်တော့ဖွဲ့စည်းပုံကချိုးရင်းနေလို့သား ဖွဲ့စည်းထားတဲ့ divisional style ဖွဲ့စည်းထားတာပဲအားလုံးက eventually ပါ냐နော် modern it's modern enough ဘိုးတော်ကဆို regiment style ဆိုတာရှိ regiment style ဆိုတာဘိုးတော်အင်္ဂလိပ်ခေတ်တော့ style မျိုးတွေအဲ့ဒါမျိုးတွေလည်းမဟုတ်ဘူးနော်ဖွဲ့စည်းထားတာလည်းတကယ် modern style နဲ့ဖွဲ့စည်းထားတာပဲနော်ယာရူးယာရူးတွေပေးထားတာလည်း modern style တွေနဲ့ပေးထားတာပဲ ဒါ standard army ပဲဗမာပြည်ကဗမာ army က standard army ပဲဒါလည်းပိုပြီး standard ဖြစ်เสียမရှိတော့ဘူးတို့ဒီကိုနည်းနည်းရှင်းပြကြပါအကောင်းပြောတာပညာရှင်တွေပညာတတ်တွေဗိုလ်ချုပ်တွေဗိုလ်ချုပ်ဗိုလ်ချုပ်ဟောင်းတွေငင်းစားတွေဘူးဝါးဝါးနဲ့အကုန်တတ်တဲ့လူတွေချိပါရဲဗမာတောင်တော်မှာအများကြီးပဲဘိုးစားရောပါရှိရဗါလဲရေတက်ကထွက်တဲ့သူရသက်ဆွေရောပါအများကြီးရှိတယ်ရှင်းပြပါကျွန်တော် တင်လိုက်ပါ standard army ဆိုတာပါလေမတိလို့နားမလဲတကဘာလုံးမှာလှည့်ပြီးတော့လိလာနေတာ army တိုင်းတိုင်းပြည်တစ်ခုရဲ့ army ရ standard army ဟုတ် regularly ဖွဲ့စည်းထားတာ regular army standard army ဘာလို့ဆိုလို့လဲ modernize မဖြစ်လို့လား modernize မဖြစ်အောင်လဲတိုက်လီရမြန်နေအများကြီးအများကြီးဝယ်ထားပေးတာပဲเนาะ radar station တွေလည်းရှိတယ်เนาะ အမပီးယားထုတ်တဲ့ frigate တွေတောင်ရှိတယ်အမပီးယားထုတ်တဲ့တိုက်ရဲရဲတွေတောင်ရှိတယ်ဘာလို့ဆိုလို့ရှိနေတာလဲကိုတိုက်ရမယ့်တပုံကရက်နဲ့ကင်တပုံမောင်ကိုကိုဘိမ်းမောင်ကိုလောက်ဆင်ရှိတဲ့ကောင်တွေကိုတိုက်နေတာတခြား nation state တခုနဲ့တိုက်နေတာမဟုတ်ဘူးနော်လူရီယာနဲ့ဆစ်ဖြစ်နေရလဲမဟုတ်ဘူးဘင်္ဂလားဒေ့ရှ်နဲ့ဆစ်ဖြစ်နေရလဲပေါ့ကိုတကယ်ရင်ဆိုင်တိုက်ခိုက်နေတာဘိမ်းမောင်ကိုတွေလောက်နဲ့တိုက်နေတာ what more do you need ဘာတွေထပ်ပြီးလိုနေလဲဘာလို့အဲ့လောက်တောင်လိုနေရတာလဲဘာလို့ဗမာအာမေရ standard army မဖြစ်ပဲနဲ့နော် standard army ဖြစ်သေးပါအောင်မဖြစ်သေးပါအောင်ဖြစ်သေးပါအောင်ဆိုပြီးတော့ပေါ်နေရတာရန်သူကလည်းဘာမှမမဟုတ်တာချိန်မြေဝင်ချုံးပိုက်လို့ရတဲ့ဟာချဲပါတော့စုပ်ပြတ်သက်သွားအောင်ချဲပြစ်မောက်အဲ့ရောက်ပြောတာပြဿနာဆိုတော့သွားမွေးထားပြီးတော့ မွေးထားတဲ့ပြဿနာကိုပြန်ရှင်းတဲ့အခါကျတော့ပြီးပြီမရှင်းနိုင်ရအလကားပဲနော်အဲ့မှာဟိုလိုလိုဒီလိုလိုကောင်းနေရပေါ်လာပြီးစင်တက်အာပြီးမဖြစ်သေးလို့ဟိုကမဖြစ်သေးလို့ဒီဟာမဖြစ်သေးလို့ဟိုဟာ ready မဖြစ်သေးလို့ဒီဟာ ready မဖြစ်လို့အဲ့ဒီ all bullshit ဟုတ်ကဲ့ရေလျှောက်ပြောနေတာအဲ့ဒါမျိုးကျတော့ကိုရီးယားရန်ဟိုဥစ္စာစိတ်မရှိတော့ဘူးဟုတ်ပြောတာစိတ်မရှိတော့ ီးတော့ဗမာပြည်၎င်းအနေနဲ့စောက်ပေါ်တွေဖြစ်တယ်အကောင်းပြောတယ်ခုဖြစ်နေတဲ့ဖြစ်ပျက်တွေဗမာပြည်စောက်ပေါ်တွေဖြစ်နေတဲ့ဖြစ်ပျက်ဟုတ်ကောဒါလုံးလုံးလုံးနေမှအောင်မသိဘူးဖြစ်နေတာနော်အဲ့ဒါပဲအဲ့တဲ့တဲ့သခိုင်းတော့အပြက်ချေမုန်းတိုက်တော့ရှင်းရှင်းလေးပဲမင်းတို့အဲ့ဒါ you're with us for against us ဒါပဲဗမာဗမာပြည်နဲ့အလိုက်လုံးမှာလားမလုံးမှာဒါပဲဟုတ်ကျဲတယ်အကုန်ကျဲတယ်ရှင်းရှင်းလေးပဲ ဘလီတိတ်နေပါပြီဝင်ချသွားလို့စောက်ရမ်းလွယ်တာပေါ့တမျိုးပြီးတမျိုးချိတ်ပလိုက်လို့ရတယ်ဘယ်တော့ဘယ်တော့စစ်မတိုက်တဲ့ငါလာခေါ်ငါတိုက်ပြီးအလကားတိုက်ပြီးအလကားတိုက်ပြီးအလကားတိုက်ပြီးဘယ်မောင်ကိုရီပါချကျွမ်းနေမလားအဲ့ဒါပဲလှုပ်ချင်တယ်မလားဟမ်အဲ့ဒါပဲလှုပ်ချင်တယ်ဆိုအဲ့ဒါပဲလှုပ်ငါလှုပ်ပြီးမယ်ငါချိတ်ပြီးမယ်လာခေါ်လိုက်တော်ငါတပည့်တယောက်လှုပ်လိုက်မယ်ဒီကသူကအုတ်ကြီးကိုလှုပ်လိုက်မယ် အကောင်ကြိတ်ကြိတ်သွားလိမ့်မယ်။နည်းနည်းရှက်တဲ့ဟိုကောင်းပြောတာကွာတမ်းမလို့တိတ်ခါကြရလဲရှက်ဖို့ကောင်းတယ်လို့ဓမ္မလူမျိုးတစ်မျိုးသားလုံးတိတ်ခါကြရလဲအရင်ရှက်ဖို့ကောင်းတယ်။နော်။ဟိုအောင်နေမှာအော်နေပြီမှာမန်ကြီးတွေကအစောက်ပေါ်တွေစောက်ပေါ်တွေဆိုပမာတွေဆို နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်